ဖာနန်ဒိုတော်ရက်ကိုတော့1984မတ်လ20ရက်နေ့မှာစပိန်နိုင်ငံမက်ဒရစ်မြို့နာကဖွန်လဘရာဒါဆိုတဲ့နေရာလေးမှာဖွားမြင်ခဲ့ပါတယ်။နာမည်ပြည့်စုံကတော့ဖာနန်ဒိုဟိုဆေးတော်ရက်ဆက်စ်ပဲဖြစ်ပါတယ်။အယ်လီညိုလို့လည်းလူသိများရပါတယ်။သူပြီးပါတွေဟာတာမန်လူထမ်းစားတွေသာဖြစ်ခဲ့ပြီးဘိုးနဲ့အဖေဖြစ်သူဟာအတလတီကိုမက်ဒရစ်အသင်းရဲ့အမာခံပရိသတ်တွေဖြစ်ကြပါတယ်။သူကမွေးချင်းမောင်နှမ3ယောက်ရှိတဲ့အနက်အငယ်ဆုံးသားလည်းဖြစ်ပါတယ်။တော်ရက်ရှိအဖိုးဖြစ်သူဟာ အတလတီကိုမက်ဒရစ်အမဂန်ပြိသက်တယောက်ဖြစ်ပြီးတော့အတလတီကိုကိုချစ်တက်အောင်တင်ပေးခဲ့တယ်လို့ပြောဦးပါတယ်။တော်ရက်ပြောပြခဲ့တာကသူ့အဖိုးကြောင့်သူ့လမ်းစာရှောက်တက်တဲ့အရွယ်တည်းကနေခြေထောက်မှာဘောလုံးတစ်လုံးအမြဲရှိခဲ့တယ်လို့ပြောဦးပါတယ်။အခက်ကစပိန်လူငယ်အများစုလိုပဲတော်ရက်ဟာလည်းပဲငယ်စဉ်ကတည်းကနေလမ်းမတွေပေါ်မှာဘောလုံးစတင်ကစားခဲ့ပြီးဒီအားကစားကိုချစ်မြတ်နိုးလာခဲ့ပါတယ်။သူရဲ့ဘောလုံးနဲ့စတင်ထိတွေ့ခွင့်ရခဲ့တဲ့ထိတ်ဆုံးအမှတ်တရတွေကတခုကတော့ အဖိုးဖြစ်သူနဲ့ဘောလုံးပွဲတွေဆောင်ဆိုင်ကြည့်ရှုခဲ့တာပါ။တခါတည်းကအဖိုးဖြစ်သူက1980-80ကာလတွေကတီကိုအသင်းရဲ့လက်ကျန်ကစားသမားတွေအကြောင်းကိုပြောပြလေးရှိပါတယ်။ဒီလိုနဲ့အသက်9နှစ်အရွယ်မှာပဲပထမဆုံးအကျင့်ဖြစ် local အသင်းလေးတစ်သင်းဖြစ်တဲ့ Parkey 84အသင်းမှာစတင်ဝင်ရောက်ကစားခဲ့ပါတယ်။ဆစချင်းမှာတော့ Torres ဟာသူ့ကိုယ်လိုပဲဂိုးသမားအဖြစ်နဲ့စတင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နည်းနည်းကြာလာတဲ့အခါမှာတော့ဂိုးရှိမှပဲအမြဲနေနေရတာကိုမနစ်သက်တော့ပဲရှေ့တန်းတိုက်စစ်မှုအဖြစ်ပြောင်းလဲကစားခြင်းခဲ့တာကြောင့် ။ဤတက်ဖြစ်သူကနေရာပြောင်းဆွေပေးခဲ့ပါတယ်။အသက်9နှစ်အရွယ်မှာတော့ Torres အနေနဲ့ Mario's Football School ဆိုတဲ့လူငယ်မွေးထုတ်ပေးတဲ့ကျောင်းကိုတက်ရောက်ခဲ့ပါတယ်။အဲဒီကိုရောက်ချိန်မှာတော့ Torres အနေနဲ့အထင်တော်အတွင်းမှာပဲတွင်းကိုးတွေများစွာတွင်းယူနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီပြရရလည်းပဲ Torres ရဲ့အဆုံးသက်ကောင်းမွန်မှုနဲ့ပြိုင်ပွဲပေါ်အာယုံဆူဆိုက်မှုတို့ကိုအံ့ဩခဲ့ကြပါဗျ။အဲဒီနောက်အသက်10နှစ်ကိုရောက်ရှိလာချိန်မှာတော့ Fuenlabrada မှာရှိတဲ့ Rayo 73ဆိုတဲ့အသင်းကိုဝင်ရောက်ခဲ့ပါဗျ။ အဲ့ဒီကိုရောက်ပြီးတရာဒီအတွင်းမှာပဲသွင်းကိုပေါင်း55ကိုထိသွင်းယူနိုင်ခဲ့ပါတယ်။ဒီလိုရေခြေစွမ်းပြခဲ့တာကြောင့်အတလတီကိုအကယ်ဒမီအတွက်စမ်းသပ်မှုခံယူဖို့ဖိတ်ခေါ်ခံခဲ့ရပါတယ်။အဲ့ဒီစမ်းသပ်ပွဲဟာတကယ်တော့ထင်ထားသလောက်လည်းမလွယ်ကူလပါဘူး။ရာပေါင်းများစွာသောကစားသမားတွေတဲကနေမှအများဆုံး10ကနန်းသာကျွေးချယ်တာကြောင့်အသက်17နှစ်အရွယ်တော်ရက်အတွက်တော့စိန်ခေါ်မှုတွေများခဲ့ပါတယ်။ဒါပေမဲ့လည်းတကယ်တမ်းစက်သက်ချိန်မှာ Torres ကိုနီးပြတွေကနှစ်သက်သဘောကျခဲ့တာကြောင့် Academy အသင်းအတွက်ခေါ်ယူခဲ့ပါတယ်။ ဒီလိုနဲ့အသက်14နှစ်အရွယ်1998ခုနှစ်မှာတော့အသက်15နှစ်အောက် Nike ပြိုင်ပွဲမှာဝင်ရောက်ကစားခဲ့ပြီးတော့တီကိုရိုအနေနဲ့ပိုဆွဲခဲ့ပါတယ်။ Torres ဟာလည်းပဲအသက်အရွယ်လိုက်ဥရောပအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။2001ရာသီအသက်18နှစ်မှာတော့ Torres အနေနဲ့ Atletico Rio အတွက် professional ကစားသမားဘဝပထမဆုံးပွဲဥထွက်ကိုကစားခွင့်ရခဲ့ပါတယ်။ professional ကစားသမားဘဝပထမဆုံးဂိုးကိုတော့ဂျွန်လ3ရက်နေ့မှာသွင်းယူပေးခဲ့ပေမဲ့ ီကိုအနေနဲ့လာလီဂါကိုတမ်းမတက်နိုင်ခဲ့ပါဘူး။ဒီကိုတော့ဟာအဲ့ဒီချိန်တုန်းကဒုတိယရန်လိဂ်မှာကစားနေခဲ့ရတာဖြစ်ပါတယ်။ဒါရီအားလုံးကနောက်ရသည်မှာတော့အဆုံးသတ်ခဲ့ပြီးလာလီဂါကိုတမ်းတက်နိုင်ခဲ့ပါတယ်။တော်ရက်စ်အနေနဲ့36ပွဲကစားပြီး69ပဲသွင်းယူပေးနိုင်ခဲ့ပေမယ့်အသေးရဲ့ကစားကွက်မှာအရေးပါခဲ့သူဖြစ်ပါတယ်။အဲ့ဒီနောက်အသက်16နှစ်အရွယ်ရောက်လာချိန်မှာတော့ Torres အနေနဲ့ Twin Go ပုံမှန်တွေးယူနေနိုင်ခဲ့ပြီးတော့ဥရောပအသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပါဗျ။ အထူးသဖြင့်ပရီးမီးယားလိဂ်ကလပ်အတင်းအသင်းဖြစ်တဲ့ Chelsea ရောကအထူးစိတ်ဝင်စားခဲ့ပါတယ်။ Chelsea ရောဟာအဲ့ဒီချိန်ကပိုင်ရှင်သစ် Roman နဲ့အတူဥရောပမှာအင်အားကြီးအတင်းအသင်းဖြစ်တည်ဆောက်ဖို့ကြိုးစားနေပြီးကစားသမားကောင်းများစွာကိုခေါ်ယူနေခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့ Chelsea ရောရဲ့ပေါင်28တန်းတန်ကမ်းလှမ်းချက်ကို Atletico ရောကပယ်ချခဲ့ပါတယ်။ဒီကိုရောဟာ Torres ရဲ့စွမ်းဆောင်နိုင်မှုကိုယုံကြည်ခဲ့ကြပြီးတချိန်မှာသူတို့ကအောင်မြင်မှုတွေရယူပေးနိုင်လိမ့်မယ်လို့ယုံကြည်ထားခဲ့တာပါ။ ဒီလိုနဲ့ Torres ဟာတီကိုမှာတဖြည်းဖြည်းပုံမှုကောင်းမွန်လာခဲ့ပြီးအသင်းရဲ့အဓိကဂိုးသွင်းကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့အသက်20မှာပဲ Atletico တို့အတွက်သွင်းကို16ခုထိသွင်းယူပေးထားနိုင်ခဲ့ပါပြီ။နောက်2004ရာသီမှာဆိုရင် La Liga တစ်ခုလုံးမှာတတိယမြောက်သွင်းကိုအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ Torres ရဲ့စွမ်းဆောင်မှုနဲ့အတူတီကိုရောဟာ La Liga မှာအဆင့်ခွန်နေရာရခဲ့ပြီး UEFA Inter Toto ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်။ အဲ့လိုတီကိုမှာ300တီကြာကစားပြီးတဲ့နောက်မှာတော့အသင်းကောင်းဆောင်ယာဒူးကိုပါရရှိခဲ့ပါတယ်။မရွေးစင်အသင်းအတွက်တော့ယူရို2000လေးမတိုင်ခင်မှာစတင်ကစားပေးခဲ့ပြီးတွင်းကိုလည်းသူ့ယူပေးနိုင်ခဲ့ပါတယ်။ယူရိုပြိုင်ပွဲမှာတော့ Torres အနေနဲ့လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ရပြီးစပိန်တို့လည်းအုတ်စုကနေလက်ပြန်လာခဲ့ရပါတယ်။ယူရိုပြိုင်ပွဲအပြီးမှာတော့ Torres အနေနဲ့ AG Barcelona နဲ့ Valencia တို့ဘက်ကိုဂိုးသွင်းယူပြီးပုံမတော့ပတ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်းအတင်းလိုက်စုစည်းမှုမှာတော့တီကိုရိုဟာဖျိုးဖျဲဖြစ်နေခဲ့ပြီးတော့ဇေယအောက်ခြေကိုပြန်လည်ရောက်ရှိခဲ့ရပါတယ်။ဒါအပြင်အင်တာတိုတိုကပ်မှာလည်းပဲဆီမီဖိုင်နယ်ထိသာရောက်ရှိနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့တီကိုနီပြတဲ့အဖြစ်ကာလော့စ်ဘီအန်ဂျီကိုခန့်အပ်ခဲ့ပါတယ်။သူကခန်းစစ်အားသက်နီးပြတူဖြစ်တာကြောင့်တော်ရက်စ်အတွက်တော့ပံ့ပိုးမှုတွေအားနည်းခဲ့ပါတယ်။ဒါပေမဲ့လည်းအဲဒီလိုပံ့ပိုးမှုတွေနည်းနေသည့်အချိန်တော်ရက်စ်ဟာအက်တလတီကိုအသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ်ရှိနေစေဖြစ်ပါတယ်။ အဲ့ဒီရာသီဝက်မှာပဲ Torres အနေနဲ့ဒဏ်ရာရရှိခဲ့ပြီးဒီကိုရိုလည်းအခြေအနေမကောင်းခဲ့ပါဘူးဒီလိုနဲ့2005ခုနှစ်မှာလည်းပဲ Chelsea ရောဟာ Torres အတွက်ဒုတိယအကြိမ်ပြန်လည်ကမ်းလှမ်းခဲ့ပြီးဒီကိုရိုအနေနဲ့ထပ်မံညှင်းပယ်ခဲ့ပါတယ် Torres အနေနဲ့2006ကမ္ဘာ့ဖလားချီစီပွဲတစ်ချောင်းခြေစွမ်းပြကစားခဲ့တာကြောင့်ဒီပြအရာဂိုးနက်ရဲ့2006ကမ္ဘာ့ဖလားလူစီးမှာပါဝင်လာခဲ့ပါတယ်ကမ္ဘာ့ဖလားမှာတော့ကစားသမားပိုးကပထမဆုံးအကြိမ်ကစားခွင့်ရခဲ့တဲ့ Torres အနေနဲ့ အုပ်စုပွဲစဉ်အတွင်း၃ဂိုးသွင်းကစပိန်တို့ကို၁၆တင်းအဆင့်ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။၁၆တင်းအဆင့်မှာတော့ပြင်သစ်တို့နဲ့တွေ့ဆုံနေခဲ့ပါတယ်။စေမကောင်းစွာပဲဒီချိန်မှာလည်းပဲပြင်သစ်တို့ကိုရှောင်းနိုင်ကစောစီးစွာအိမ်ပြန်ခဲ့ရပါတယ်။ဒီလိုနဲ့2006ခုနှစ်မှာတော့ဒီကိုရိုဟာကလပ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့အတူအသက်၁၈နှစ်အရွယ်အာဂျင်တီးနားလူငယ်တိုက်စစ်မှုအဂွဲရိုးကိုခေါ်ယူအပြီးမှာတော့တိုက်စစ်ကပြန်လည်အသက်ဝင်လာခဲ့ပါတယ်။အဲဒီရာသီကအဲဒီအချိန်ထိတော်ရက်ရဲ့ကစားသမားဘဝအကောင်းဆုံးရာသီဖြစ်ခဲ့ပြီးတော့ ချီနက်ဆီယာချီစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းတီကိုရိုအနေနဲ့တော့အဆင့်ခွန်နဲ့သာရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့အသက်24နှစ်တဲကိုရောက်ရှိလာချိန်မှာတော့တော်ရက်စ်အနေနဲ့ဒီတဲအဆင့်မြင့်တဲ့ level တစ်ခုကိုတက်လန်းနိုင်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။တော်ရက်စ်တက်လန်းခြင်းတဲ့ level ကိုတော့တီကိုရိုအနေနဲ့ဖြည့်ဆည်းပေးနိုင်စွမ်းမရှိတာကြောင့်အခုရဲသောရွေးချယ်စရာကဥရောပအင်အားကြီးအသင်းတင်းကိုပြောင်းရွှေ့ကစားဖို့ဖြစ်ပါတယ်။အဲဒီနော်လီဗာပူးအသင်းနဲ့ကောလာဟာလာတဲ့တင်တွေစတင်ထွက်ပေါ်လာချိန်မှာတော့ ဒီကိုရောဟာသူတို့ကစားသမားကိုအသေးမှကြကြမထိန်သိမ်းထားနိုင်တော့ဘူးဆိုတာသဘောပေါက်ခဲ့ကြပါတယ်။အဲဒီအချိန်လီဗာပူးအသင်းကို Rafael Benitez ကကိုင်းတွယ်နီးပြနေခဲ့ခြင်းဖြစ်ပါတယ်။ရင်ယာတီကလီဗာပူးရောဟာ Champions League Final အထိရောက်ရှိခဲ့ပြီးတော့သပိုင်းဝင်ကမ်ဘန်နဲ့အတူဆူပလာလည်းရယူထားနိုင်ခဲ့တာကြောင့် Torres ကိုဆွဲဆောင်နိုင်မှုအကောင်းဆုံးအနေထားမှာရှိနေခဲ့ပါတယ်။ဒီဖက်မှာလည်းဒီကိုရောဟာ Torres ကိုဈေးကောင်းနဲ့ရောင်းချပြီးတော့ ဖီလာရီယဲတဲ့ဒူလာလီဂါရှေ့ဖနက်ဆုတ်ခူးနိုင်ခဲ့တဲ့ဥရုဂွေးကစားသမားဒီယိုဂိုဖော်လန်နဲ့အစားထိုးဖို့စီစဉ်ခဲ့ကြပါတယ်။တော်ရက်စာ2009ဇူလိုင်လထဲမှာလီဗာပူးကိုရောက်ရှိလာခဲ့ပြီးအဲ့ဒီလထဲမှာပဲဖော်လန်ဟာလည်းပဲတီကိုကိုရောက်ရှိလာခဲ့ပါတယ်။လီဗာပူးတို့ဟာလူးဝစ်ကာစီယာပလက်စ်ယူရို25သန်းအလိုက်ပေးကတော်ရက်ကိုခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ဒီလိုနဲ့တော်ရက်စာလီဗာပူးတမိုင်းတစ်လျှောက်ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့ပြီးခြေစွမ်းပြနိုင်မှုဖိအားများစွာရှိခဲ့ပါတယ် အဲ့ဒီချိန်တော့ငါပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမားဖြစ်တဲ့ Thierry Henry ဟာလည်းပဲဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့တာကြောင့်သူနေရာကိုဆက်ခံမဲ့သူကိုအားလုံးကလည်းစိတ်ဝင်စားနေခဲ့ကြပါဗျ။ဒေါ်ရဆာသူရဲ့လီဗာပူးကစားသမားဘဝပွဲဦးထွက်မှာပရိသတ်တွေရဲ့တောင်းတပြပြအားပေးကြိုဆိုတာခံခဲ့ရပါဗျ။သူရဲ့လီဗာပူးကစားသမားဘဝပထမဆုံးတွင်းကိုကိုရော Chelsea နဲ့ကစားခဲ့တဲ့ဒုတိယမြောက်ပွဲစဉ်မှာဂျရက်ရဲ့လလပပဖန်တီးပေးမှုကနေခြေစွမ်းပြကစတင်သူယူပေးနိုင်ခဲ့ပါဗျ။ ဒါကလီဗာပူးကစားသမားဘုရားပထမဆုံးရာသီမှာတယ်အစွမ်းကုန်ထွန်းတောက်လာမဲ့တော်ရက်ရဲ့အစပြုခြင်းဖြစ်ခဲ့ပါတယ်ဒီကိုမာရောင်းကနဲ့မတူတာကတော့လီဗာပူးမှာသူ့ကိုအကောင်းဆုံးပတ်ပိုးပေးနိုင်မယ်ကမ္ဘာအကောင်းဆုံးကိုယ်လှည့်ကစားသမားတွေဖြစ်ကြတယ်ဇာဗီအလွန်ဆိုစတီဗင်ဂျရက်တိုရှိနေခြင်းမှာအင်္ဂလန်လီယာဖီဇီကယ်ကိုအားပြုကစားရတဲ့လီဖြစ်တာကြောင့်တိုက်စစ်မှုတွေအတွက်တော့လေကူရက်လီတခုတော့မဟုတ်ပါဘူးတော်ရက်ရှိမှာဒေဒေဂျေတိုက်စစ်မှုတွေပရီးမီးယားလိမှာပျောက်ကွယ်သွားကြတဲ့တာရကတွေလည်းရှိခဲ့ပါတယ် ဒါမှမဟုတ် Torres အတွက်တော့နေရာသစ် league အသစ်ကအတားအဆီးမဖြစ်ခဲ့ပဲအကူအညီတောင်ဖြစ်ခဲ့သလိုပါပဲ Torres ကတပွဲတက်တပွဲခြေစွမ်းပြကစားရင် twin goal တွေလည်းများစွာ twin ယူနေခဲ့ပါဗျ။ဒီစင်ပါလာတဲ့အယောက်မှာတော့ Torres ရဲ့ twin goal တွေဟာလူတွေမပြောမဖြစ်ပြောကြရတဲ့အရာဖြစ်လာခဲ့ပြီးနှစ်ပတ်အတွင်းမှာ hat trick နဲ့ချိန် twin ယူပေးခဲ့ပါဗျ။အဲဒီနောက်မှာတော့အဲဒီလရဲ့ Premier League အကောင်းဆုံးကစားသမားဆုကိုလည်းလက်ခံရရှိခဲ့ပါဗျ။ အဲ့ဒီအချိန်တော်ရက်ရဲ့ကိုသွင်းနှောင်းဟာဘလောက်ကောင်းခဲ့လဲဆိုရင်တပွဲကိုတကိုးနှောင်းနဲ့သွင်းယူနေခဲ့တာပါဒီလိုနဲ့ခြေစွမ်းပြလာလိုက်တာကိုလာအကြာမှာတော့လီဗာပူးလက်ကျန်ကစားသမား Roy Fowler ပြီးတော့ကိုလာအတွင်းဂိုးပဝင်ပတ်သက်မှုအချိန်20အထက်ပြုလုပ်နိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်အရိယာစီမှာလီဗာပူးတို့အနေနဲ့ဆူပလာလက်မှတ်ရာသီကိုဖျက်ဆီးခဲ့ရပြီမဲ့လေတော်ရက်ရဲ့စွမ်းဆောင်ရည်တွေကိုတော့မျက်ကွယ်ပြုလို့မရခဲ့ပါဘူး တရာဒီလုံးကိုရီဒေါက်ရှော့တွင်းလာခဲ့လိုက်တာသူ့အနေနဲ့ယာဒီကုံချိန်မှာတော့ပြန်ပွဲဆောင်ဆုစုပေါင်းတွင်းကို33ကိုတိတွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီမှာပူရိုအနေနဲ့လည်းပရီးမီးယားလိမှာအဆင့်၄နဲ့ယာဒီပိတ်သိမ်းခဲ့ပြီးချန်ပီယံလိဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။အရိယာဒီမှာတော့ Torres အနေနဲ့အဲ့ဒီအချိန်ဒီ Premier League ပွဲဥထွက်ရာဒီမှာ hat-trick ၃ချိန်တွင်းယူနိုင်တဲ့တဦးတည်းသောကစားသမားဖြစ်ခဲ့ပါဗါဒါကသူ့ရဲ့ Liverpool ကစားသမားဘဝပထမရာဒီမှာတွင်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ် လိုတဲ့2008ယူရိုပြိုင်ပွဲမှာတော့စပိန်ရွှေရောင်မျိုးဆက်ကဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့ပါတယ်။ Torres အနေနဲ့လည်းပြိုင်ပွဲတစ်ချောင်းလုံး David Villa နဲ့အတူတွဲရင်ညီကစားနိုင်ခဲ့ပါတယ်။ဖိုင်နယ်မှာစပိန်တို့ကဂျာမနီတို့နဲ့တွေ့ဆုံခဲ့ပြီး33မိနစ်မှာရရှိခဲ့တဲ့ Torres ရဲ့တလုံးသေးသောအနိုင်ကိုနဲ့ Euro Plus ဆုကူနိုင်ခဲ့ပါတယ်။ဒါဟာစပိန်အသင်းအတွက်54နှစ်ကြာမှပြန်လည်ရယူနိုင်ခဲ့တဲ့ Euro Plus လည်းဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့လီဗာပူးကိုပြန်လည်ရောက်ရှိလာပြီး15ရက်ကြာမှာတော့ hamstring injury ရရှိခဲ့ပြီးဘောလုံးမြက်ခင်းစင်းတွေနဲ့နှစ်ပတ်ကြာဝေးကွာခဲ့ရပါတယ်။ အဲဒီတော့ Champion League အုပ်စုအဖွဲ့ဘက်မှပြန်လဲပါဝင်လာခဲ့ပါတယ်။ဒဏ်ရာကားတွေပြန်လဲတက်တာလာပြီးနောက်ပိုင်းပထမဆုံးသွင်းကိုကိုတော့ Manchester City Derby ဖြစ်ကစားခဲ့တယ်။ Everton နဲ့ပွဲမှာအနိုင်ကုန်းတစ်ဂိုးသွင်းယူပြီးရယူပေးနိုင်ခဲ့ပါတယ်။အဲဒီတော့ Man City နဲ့ပွဲစဉ်မှာလည်းပဲသွင်းကိုနှစ်ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပုံစံကောင်းတွေဆက်တိုက်ပြနေခဲ့ပြီးတဲ့နောက်မကြခင်မှာပဲနောက်ထပ်တန်ရာတစ်ခုထပ်မံရရှိခဲ့တာကြောင့်ကန်ဆိုးခဲ့ရပါတယ်။ဒီဘက်မှာလည်း FIFA World 11 Lucien နဲ့မှာတိုက်စစ်မှာ Messi Ronaldo နဲ့အတူရွေးချယ်ခံခဲ့ရပြီး 2008ခုနှစ်ရဲ့အကောင်းဆုံးတိုက်စစ်မှုဖြစ်ခဲ့ပါတယ်။အဲ့ဒီအပြင်ဒီဇင်ဘာလထဲမှာကျင်းပတဲ့ Blondie ရောပြိုင်ပွဲမှာလည်းပဲ Messi ရယ်လ်ဒိုရဲ့နောက်တတိယနေရာရရှိခဲ့ပါတယ်။ဒီမှာပိုးမှာတော့ Torres အနေနဲ့ Diary တစ်ခုပြီးတစ်ခုရရှိခဲ့တာ October လကနေနှစ်ကုန်တည်းအထိတပွဲသာဝင်ရောက်ကစားပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ February လထဲမှာတော့သူစိတ်ကြိုက်ပြိုင်ပွဲဖြစ်တဲ့ Chelsea ဘက်ကိုတွင်းကုန်းတကုတ်တွင်းယူပေးနိုင်ခဲ့ပါဗျ။ Champions League 16တင်းချုံတွဲအဆင့်မှာ Real Madrid နဲ့တွေ့ဆုံခဲ့ပြီးတော့ Torres အနေနဲ့ဒဏ်ရာကြောင့်ကစားနိုင်ဖို့အသင့်ဖြစ်မနေခဲ့ပါဘူး။ ဒါပေမဲ့လေဗာပူးရိုးအနေနဲ့တော်ရက်စ်ကိုပိန်ကီလာထိုးပေးပြီးပြိုင်ပွဲဟောင်းကိုရင်ဆိုင်စေခဲ့ပါတယ်။ဒီလိုလုပ်ခဲ့တာကအလုပ်ဖြစ်ခဲ့ပြီးတော်ရက်စ်နဲ့အသင်းကောင်းဆောင်ဂျယ်ရက်ရဲ့တွင်းကိုပါဝင်နှစ်ကြိုပေါင်း၅ခုကိုမရှိတဲ့အနိုင်ယူက quarter final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။အဲ့ဒီရာသီမှာတော်ရက်စ်အနေနဲ့တရားပြဿနာတွေရှိနေခဲ့ပေမဲ့လည်းအကောင်းဆုံးဆွဲဆောင်ကတွင်းကိုတွေတွင်းယူပေးနိုင်ခဲ့ဆဲဖြစ်ပါတယ်။အဲ့ဒီနောက်မန်ချက်စတာယူနိုက်တက်နဲ့တွေ့ဆုံခဲ့တဲ့အရေးကြီးတာဝန်ပွဲစဉ်မှာတော့တော်ရက်စ်အနေနဲ့1-0နဲ့ရှုံးနေနေချိန်တည်ကြစီမဲ့တွင်းကိုကိုတွင်းယူပေးနိုင်ခဲ့ပါတယ်။ ။ပွဲပြီးဆုံးချိန်မှာတော့လီဗာပူးတို့ဟာလက်ရှိချန်ပီယံယူနိုက်တက်တို့ကို4-1နဲ့အနိုင်ယူခဲ့ပြီးဇယားကိုဦးဆောင်ကချန်ပီယံဆုအတွက်ဖိအားပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းလက်ကျန်ပွဲစဉ်တွေမှာလီဗာပူးတို့အနေနဲ့ရမှတ်တွေဆုံးရှုံးခဲ့တာကြောင့်အမပေးဖလားကိုခါတိပြိုင်ဘက်ယူနိုက်တက်တို့ထံလက်လွတ်ခဲ့ရပါတယ်။နောက်ရစီမှာတော့တော်ရက်စာလီဗာပူးတို့နဲ့အတူစာချုပ်တစ်၄နှစ်ချုပ်ဆိုခဲ့ပါတယ်။ဒီလိုနဲ့တရားကနေပြန်လည်တက်တာလာခဲ့တဲ့ Torres ဟာပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး September လထဲမှာပဲ West Ham တို့ဘက်ကိုငကိုသွေးယူပေးနိုင်ခဲ့ပါဗျ အဲ့ဒီအပြင်နောက်ပွဲစဉ်မှာလည်းပဲ hat trick သွင်းယူပေးနိုင်ခဲ့ပါတယ်။ Aston Villa နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်းပဲနောက်ဆုံးမိနစ်အနိုင်ကိုကိုသွင်းယူပေးနိုင်ခဲ့ပြီး Premier League Player of the Month ကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက် Torres ကလီဗာပူးတပိုင်းတစ်လျှောက်သွင်းကုန်း90အမြန်ဆုံးပြင်းပြောက်တဲ့ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒိုင်ယာရရှိခဲ့တာကြောင့်2010အစမှာပွဲစဉ်6ပွဲလွဲချော်ခဲ့ရပါတယ်။ ။အရိယာစီမှာ Torres အနေနဲ့ဒဏ်ရာကြောင့်ပြိုင်ပွဲစုံ24ပွဲလွဲချော်ခဲ့ပေမဲ့ Liverpool အသင်းရဲ့သွင်းကိုအများဆုံးကစားသမားအဖြစ်ရှိနေခဲ့ပါဗါး။ Torres အနေနဲ့စွမ်းဆောင်ရည်ခေါင်းလေးကိုပြသနိုင်ခဲ့ပေမဲ့ Liverpool အသင်းရဲ့မတည်ငြိမ်တဲ့ကစားပုံကြောင့်ယာစီကိုလေးမှာအဆင့်ခွန်တိအဆင့်ခဲ့ရပြီးနီပြပင်နီတက်စ်လည်းထုတ်ပယ်ခံခဲ့ရပါဗါး။အဲဒီနောက်မှာတော့နောက်တစ်ဆက်ကမ္ဘာဖလားအတွက် Torres ဟာအသင်းဖြစ်နေခဲ့ပါဗါး။ကမ္ဘာဖလားမှာတော့ Torres အနေနဲ့၄ဘွဲ့သာပွဲထွက်ကစားခွင့်ရခဲ့ပြီးတွင်းကိုတော့ရယူနိုင်ခြင်းမရှိပါဘူး။ ယူရိုချန်ပီယံစပိန်တို့အနေနဲ့တော့ final ထိတက်ရောက်နိုင်ခဲ့ပြီးနယ်သာလန်တို့ကို Iniesta ရဲ့တမိုင်းဝင်သွင်းကိုနဲ့အနိုင်ယူကစူပလတ်စုခူနိုင်ခဲ့ပါတယ်လိုနဲ့ Torres ဟာအသက်26နှစ်အရွယ်မှာပဲလက်ရွေးရှင်အသင်းနဲ့အတူ Euro Plus နဲ့ကမ္ဘာ Plus တို့ကိုစုခူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်တစ်ဖက်မှာလည်း Liverpool နီးပြတ်တဲ့အဖြစ် Ryan Hodgson ကိုခန့်အပ်ခဲ့ပါတယ်သူလက်ထက်မှာတော့ Liverpool ကိုဆူဆူရွရွကြဆင်းခဲ့ပြီး Blackburn Everton Stoke Wolf စတဲ့အသင်းတွေကိုဇက်တိုက်ဆူဆူလို့ရှုံးနိုင်ခဲ့ပါတယ် ဘလောက်တောင်အခြေအနေတွေဆိုခဲ့လဲဆိုရင်တော့ပထမရာသီဝက်ကစားပြီးချိန်မှာရမန်အနေနဲ့ပြင်းပြတပွဲကိုတမတ်တာရရှိခဲ့ပါတယ်။သူတို့အနေနဲ့ရာသီဝက်18ပွဲမှာ18မှတ်တာရရှိခဲ့တာဖြစ်ပါတယ်။အဲဒီတော့မှာတော့လီဗာပူးပရိသတ်တွေအနေနဲ့တီးခတ်နိုင်စွာကုံဆုံးခဲ့ပြီးနီပြဟော့ဆန်ကိုထုတ်ပယ်ဖို့တောင်းဆိုခဲ့ကြပါတယ်။၂07ဇန်နဝါရီလမှာတော့နီပြဟော့ဆန်ကိုထုတ်ပယ်ကအသေးရလက်ကျန်ကစားသမားဖြစ်တဲ့ကန်နီဒေါဂလစ်ကိုခန့်အပ်ခဲ့ပါတယ်။ အရိယာဒီမှာလည်းပဲဆူပလာလက်မဲ့ဖြစ်ခဲ့တာကြောင့် Torres အနေနဲ့ Liverpool နဲ့အတူနှစ်ပေါင်းများစွာဆူပလာတစ်လုံးမှမဆုခူးနိုင်သေးပါဘူး။ဒါကြောင့်ပဲ Torres ရဲ့အပြောင်းအရွှေ့သတင်းတွေဟာလည်းပဲပြန်လည်လှုပ်ခတ်လာခဲ့ပြီးတော့ Tico Magalhães ကခွေယူချင်ခဲ့တဲ့ Chelsea တို့ဟာဖိတ်ဆုံးကားတွေရေပန်းစားခဲ့ပါဗျ။အဲဒီတော့အတင်းကနေထွက်ခွာချင်နေတဲ့ Torres ကို Liverpool တို့လည်းဆက်လက်ထိန်းသိမ်းထားနိုင်မှုခက်ခဲခဲ့ပြီးနောက်ဆက်တဲ့ခုနဲ့ဇန်နဝါရီလ31ရက်နေ့မှာတော့ Premier League Champion Chelsea တို့ထံလက်လွတ်ခဲ့ရပါဗျ။ Chelsea ရောအနေနဲ့ Torres ကိုခေါ်ယူနိုင်ဖို့ပေါင်တန်း50ကျော်အသုံးပြုခဲ့ရပြီးတော့ Premier League တမိုင်းတစ်လျှောက်ဈေးအကြီးဆုံးအပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ Liverpool ရောအနေနဲ့လည်း Torres ထွက်ခွာသွားပြီးချက်ချင်းဆိုလို Andy Carroll နဲ့ Luis Suarez တို့ကိုအစားတော့ခေါ်ယူခဲ့ပါတယ်။ Torres အနေနဲ့ရုန်းကန်နေရတဲ့ Liverpool ကိုထားခဲ့ပြီး Chelsea ကိုပြောင်းရွှေ့သွားခဲ့တာကြောင့် Liverpool ပရိသတ်တွေဟာလွန်စွာဒေါသထွက်ပေါက်ကွဲခဲ့ကြပါတယ်။ဒါပေမဲ့လည်းအသင်းကောင်းဆောင် Gerrard အနေနဲ့တော့သူ့အသင်းပေါ်ဟောင်းကိုကာကွယ်ပေးခဲ့ပြီး သူ့အနေနဲ့လီဗာပူးမှလုံးနိုင်သမျှအကုန်လုံးပြခဲ့ပြီးပြီလို့ပြောဆိုခဲ့ပါတယ်။ဒေါ်ရက်စ်နေနဲ့ဆူဖလာရီအတွက်စာလောင်နေခဲ့ပြီးအန်ဆိုလော့တီရဲ့ဖလားနှလုံးချန်ပီယံချယ်ဆီအသင်းဟာသူ့အတွက်အကောင်းဆုံးနားခိုရာဖြစ်ခဲ့ပါတယ်။ချယ်ဆီတိုက်စစ်မှာတော့ကစားသမားကောင်းတွေအများစွာရှိနေခဲ့တာကြောင့်ဒေါ်ရက်စ်နေနဲ့တခြားအသင်းတွေနဲ့မတူဘဲဒီဟာတနည်းအားရယူနိုင်ဖို့အပြင်းအထန်ကြိုးစားခဲ့ရပါတယ်။ သူရှိမှာပရီးမီးယားလိဂ်ပံအကောင်းဆုံးကစားသမားဖြစ်နေခဲ့တဲ့ဒီဒီယာဒရော့ဘာနဲ့ရှေ့ဖနက်ဆူရှင်အဖြစ်ချယ်ဆီကိုရောက်ရှိလာခဲ့တဲ့အန်အယ်ကာရိုရှိနေခဲ့တာကြောင့်ထင်ထားသလိုတော့မလွယ်ကူခဲ့ပါဘူး။တော်ရက်ရှက်ချယ်ဆီကစားသမားဘောကပွဲဦးထွက်ကတော့မလာပါခဲ့ပါဘူး။အသင်းရောလီဗာပူးလို့နဲ့ရင်ဆိုင်ခဲ့ရပြီးတပွဲလုံးလောက်ပြောင်းခံခဲ့ရကပွဲစဉ်လည်းရှုံးနေခဲ့ရပါတယ်။သူ့အနေနဲ့ချယ်ဆီကိုရောက်ချင်းယုံကြည်မှုတွေပျောက်ဆုံးခဲ့ရပြီးတော့ဝက်ဆမ်ဘတ်ကိုဂိုးမသွင်းယူမီစုစုပေါင်း903မိနစ်တိတိဂိုးပျောက်ပျောက်ဆုံးခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်းပဲဘာမှထူးခြားမလာခဲ့ပဲကစားကွင်းရတဲ့18ပွဲလုံးမှာအဲ့ဒီတွင်ကိုတကိုးတည်းသာတွင်ယူပေးနိုင်ခဲ့ပါတယ်။တော်ရက်ရှက်ချယ်လ်ဆီကစားသမားဘဝမှာပျောက်ဆုံးနေခဲ့တာကယုံကြည်မှုဖြစ်ခဲ့ပြီးပြန်လည်ရှာဖွေနိုင်မှုအခက်ကြုံနေခဲ့ပါတယ်။ပျောက်ရွှေ့ခြင်းရလည်းပဲဖိအားတစ်ခုဖြစ်ရှိနေခဲ့ပြီးပရိသတ်တွေရဲ့မျှော်လင့်မှုဟာလည်းပဲကြီးမားခဲ့ပါတယ်။ဒီလိုနဲ့နောက်ရသည့်စက်တင်ဘာလထဲမှာတော့ Manchester United တို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီပွဲစဉ်မှာတော့သူ့အနေနဲ့ NLK ရဲ့ပေးပူးမှုကနေတစဉ်ဒီဂီယာကိုကြော်ဖြတ်ကတွင်းကိုတကိုတွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့မိနစ်အနည်းငယ်အကြာမှာတော့ United တို့က Chelsea ကို3-1နဲ့ဦးဆောင်ထားစဉ် Torres အနေနဲ့ဂိုးသမားဒီဂီယာနဲ့တယောက်ချင်းတွေ့ဆုံနေခဲ့ပါတယ်။ Torres အနေနဲ့ဒီဂီယာကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့ပြီးလုံးနေတဲ့ဂိုးတွေကိုကန်သွင်းဖို့သာလိုတော့တာပါ။ဒါက Torres လိုကစားသမားမျိုးအခောက်တရာကရင်တရာလုံးကိုဝင်ရမယ့်အပိုင်ခွင့်ရင်းမျိုးဖြစ်ပါတယ်။ ဒါပေမဲ့လေဂျုံချီမှုတွေကုန်းကောက်စီရမရှိအောင်ပျောက်ဆုံးနေခဲ့တဲ့ Torres တယောက်အန်အားတင့်စွာပဲဂိုးဘေးကိုချော်ခံခဲ့ပါဗျ။ Chelsea တို့ကလည်းပဲကမ်ဘက်နိုင်မဲ့အခွင့်အရေးကိုလွဲချော်ခဲ့ရပါဗျ။အရိကနေစပြီး Torres ရဲ့ယုံကြည်မှုတွေဟာပိုလို့တော့ပျောက်ဆုံးခဲ့ပါဗျ။အဲဒီနောက် Swansea နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာတော့ Chelsea ကစားသမားဘုရားတတိယမြောက်တွင်းကိုကိုသွေးယူပေးနိုင်ခဲ့ပါဗျ။အဲဒီပွဲစဉ်မှာ Torres အနေနဲ့ကြမ်းတမ်းတဲ့ဖြတ်တုံးမှုနဲ့အတူပြည့်တန့်ကျူးလွန်ခဲ့တာကြောင့်အနီးကပ်ပြပြတ်တတ်ထုတ်ပယ်ခံခဲ့ရပါဗျ။ သူအနေနဲ့ဂိုပန်တီမူအချို့ပြုလုပ်ပေးနိုင်ခဲ့ပေမဲ့လည်းတွင်ကို၅လကြာပျောက်ဆုံးခဲ့ရပြီးကြာဆုံးတဲ့အပြောင်းအရွှေ့အဖြစ်ခေါင်းစဉ်တက်ခံခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဖြည်းဖြည်းပြိုင်ပွဲဆုံးမှာအရင်ကစားသမားအဖြစ်ပြောင်းလဲလာခဲ့ရပါတယ်။ဒါပေမဲ့လည်းအတင်းရဲ့နီးပြအဖြစ်ဒီမတီယိုဖြစ်လာချိန်မှာတော့တော်ရက်စ်အနေနဲ့ကွယ်ကစားချိန်အချို့ပြန်လည်ရရှိခဲ့ပါတယ်။ဒီမတီယိုကအတွေ့အကြုံနူးတဲ့နီးပြဖြစ်တာကြောင့် Chelsea ရောပရီးမီးယားလိမှာရမတ်တွေဇတိုက်ဆိုသလိုဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့လည်း Champions League မှာတော့အရာအားလုံးကခြားနားခဲ့ပါတယ်။ ချန်ပီယံလိမှာချယ်ဆီရောအနေနဲ့အကောင်းဆုံးထွန်းလင်းနေခဲ့ပြီးတော့ဆီမီဖိုင်နယ်မှာဘာစီလိုနာနဲ့တွေ့ဆုံနေခဲ့ပါတယ်။အဲဒီနောက်ဒုတိယကျော့မီနီ60ကျော်တဲ့ဒီတပတ်90ကြီးကျနေခဲ့ပါတယ်။မီနီ60မှာတော့တော်ရက်စ်အနေနဲ့လူစားဝင်ကစားသမားအဖြစ်ဝင်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းဘာစီလိုနာရောဟိုင်လိုင်းနဲ့ဘောလုံးကင်ကစားပြီးချယ်ဆီရောဘက်ကိုချိန်လုံးအချိန်ပြည့်တိုက်စစ်ဆင်နေခဲ့ပါတယ်။ဒီလိုနဲ့ပွဲပြီးဆုံးခန့်ဒီမှာတော့ဘာစီလိုနာရဲ့တိုက်စစ်ဆင်မှုကိုအရှလီကိုလက်အနေနဲ့ရှင်းထုတ်ခဲ့ပါတယ် အရင်ရှင်းထုတ်လိုက်တဲ့ပေါ်လုံးဟာရှေ့မှာအသင်းရှိနေခဲ့တဲ့ Torres ကိုတိုက်ရိုက်ရောက်ရှိခဲ့ပြီး Torres အနေနဲ့လွတ်လွတ်ထွတ်ထွတ်ဆွဲပြေးကဂိုဒမာ Valdes နဲ့အတွေ့အသာအရလက်ထွက်ကအကောင်းမှုဆုံးအဆုံးသတ်ပေးခဲ့ပြီး Chelsea ကို Final ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီကြားထဲ QPR နဲ့ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာလည်းပဲ hat-trick သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ Champions League Final မှာတော့ Chelsea က Bayern နဲ့တွေ့ဆုံနေခဲ့ပါတယ်။ Bayern ကပွဲမစတင်ခင်ပိုဆွဲဖို့တေချာသလောက်ကိုရေပန်းစားနေခဲ့တာပါ။ Lucien ရလည်းနေရာတိုင်းလို့ Bayern ကတာနေခဲ့တာပါ။ တကယ်တမ်းကစားချိန်မှာလည်းပဲပြန်ပွဲကိုစိုးမိုးခဲ့တာကဘိုင်ယန်တို့ဖြစ်ပြီးပွဲချိန်83မိနစ်အရောက်မှာမူလာကဘိုင်ယန်တို့အတွက်ဦးဆောင်ကိုကောင်းတိုက်ပြီးရယူပေးခဲ့ပါတယ်။ဒါပေမဲ့လည်းပွဲပြီးဆုံးကနေကင်ဒရော့ကကကောင်းတိုက်ကိုပြန်လည်သွေးယူပေးခဲ့တာကြောင့်ပွဲချိန်လွေတည်ကျခဲ့ပါတယ်။တော့စ်အနေနဲ့တော့အချိန်ပိုမိနစ်30လုံးကိုလူစားဝင်ကစားသမားအဖြစ်ဝင်ရောက်ကစားခဲ့ပါတယ်။ဒါပေမဲ့လည်းတည်ကျခဲ့တာကြောင့်ပယ်နယ်တီအဆုံးအဖြတ်ခံယူရဖို့ဖြစ်လာခဲ့ပါတယ်။တော့စ်အနေနဲ့တော့စိတ်မကောင်းစွာပဲပယ်နယ်တီကန်သွင်းမဲ့လူစီရင်နဲ့ရွေးချယ်မခံခဲ့ရပါဘူး။ ဒါပေမဲ့လည်း Chelsea တို့ဟာအနိုင်ရရှိခဲ့ပြီး Torres အနေနဲ့လည်းသူရမ်းလိုချင်နေခဲ့တဲ့ Champions League ဖလားကြီးကိုစုခူးနိုင်ခဲ့ပါတယ်။ရာသီကုန်ချိန်မှာတော့ Torres ရဲ့ပြောင်းရွှေ့သတင်းတွေဟာလည်းပဲပုံမလုတ်ခတ်လာခဲ့ပါတယ်။အရင်ရာသီမှာသူ့အနေနဲ့ပုံမှန်ခြေစွမ်းအောက်ကိုရောင်းနေခဲ့ပေမဲ့လည်းစပိန်လက်ရွေးစင်အသင်းရဲ့ Euro 2020စီးရင်နဲ့ရွေးချယ်ခံခဲ့ရပါတယ်။ ယူရိုမှာတော့အိုင်ယာလန်ကို4-0နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော်ရက်စင်နဲ့တွင်းကိုနှစ်ကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်တုန်းကစပိန်အသင်းဟာအများအပြားတိုက်ရှစ်မှာ Iniesta, Fabregas, David Villa အတွဲကိုသာအသုံးပြုခဲ့တာကြောင့်တော်ရက်စင်နဲ့ပွဲကစားချိန်တော့နေပါခဲ့ပါတယ်။စပိန်တို့ဟာနှစ်ရက်စနစ်ယူရိုမှာလည်းပဲ final တည်ရောက်နိုင်ခဲ့ပြီးအီတလီတို့နဲ့တွေ့ဆုံနေခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာတော်ရက်စ်လူစားမှုဝင်လာခဲ့တဲ့အချိန်ထိစပိန်တို့က2-0နဲ့ဥဆောင်ထားနိုင်ခဲ့ပါတယ်။ တော့စ်ဝင်လာပြီးနောက်ပိုင်းမှာတော့သူ့အနေနဲ့ကိုရိုင်းသွင်းကိုတကိုသွင်းယူနိုင်ခဲ့သလိုမာတာအတွက်လည်းတကိုဖန်တီးပေးနိုင်ခဲ့ပါဗါးအဲဒီနောက်မှာတော့တော့စ်ဟာယူရိုချန်ပီယံ၂ချိန်ရယူနိုင်တဲ့ရှာပါကစားသမားတွေကတရားအဖြစ်မှတ်တမ်းဝင်ခဲ့ပါဗါးအဲအပြင်တော့စ်ဟာယူရိုဖိုင်နယ်ပွဲစဉ်၂ပွဲမှာဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါဗါးတော့စ်အနေနဲ့ယူရိုပြိုင်ပွဲမှာပွဲထွက်ကစားသမားအဖြစ်၂ပွဲသာပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့လေဂိုးပါမက်ရေရှိုကြောင့်ရွှေဖနယ်လဲစုခူးနိုင်ခဲ့ပါဗါး အဲ့ဒီနောက်ကလပ်အသင်းကိုပြန်လည်ရောက်ရှိလာစေမှာတော့တော်ရက်ရှက်ကန်ဆုံးမှုတွေကအဆုံးမသက်သေးပါဘူးချက်စီတို့က community shield ပွဲစဉ်မှာ man city တို့ကိုရှုံးနေခဲ့ရတဲ့အပြင် manchester united တို့ကိုရှုံးနေခဲ့ရတဲ့ပွဲစဉ်မှာလည်းပဲ torres အနေနဲ့အနီးကပ်ပြပြသထုတ်ပယ်ခံခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ rafael benitez ကိုနီးပြတ်သင့်အဖြစ်ခန့်ရခဲ့ပါတယ် dropper ဟာလည်းပဲအသင်းမှာကိုနစ်တာကစားပြီးတဲ့နောက်ထွက်ခွာသွားခဲ့ပါတယ် drop back ထွက်ခွာသွားပြီးနောက်မှာတော့ torres အနေနဲ့ကစားတဲ့ပုံပုံပြန်လည်ရရှိလာခဲ့ပြီးတော့အရင်ကတည်းကချီစွန်းလဲပြန်လည်ပြလာခဲ့ပါဗျာ ဒါမှလည်းလီဗာပူးတော့ငါလို့ခြေစွမ်းမျိုးတော့ပြန်လည်မရရှိခဲ့ပါဘူး။ဥရောပပြိုင်ပွဲမှာတော့ချန်ပီယံချယ်ဆီတို့ဟာအခြေအနေမကောင်းခဲ့ပဲယူရိုပါလိထိဆင်းငံ့ခဲ့ရပါတယ်။ယူရိုပါလိမှာတော့တော်ရက်စ်နေနဲ့ကိုးပွဲကစားပြီးသွင်းမိုး၆ဂိုးတိသွင်းယူပေးနိုင်ခဲ့ပါတယ်။ဘက်ဖီကာနဲ့ကစားခဲ့တဲ့ final ပွဲစဉ်မှာလည်းတော်ရက်စ်နေနဲ့ခြေပါကိုစတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါမှမဟုတ်ပွဲစဉ်တစ်ဆောင်လုံးတည်ကျနေခဲ့ပြီးတော့အချိန်ပိုမှာအိုင်ဗန်နိုဗစ်ရဲ့ခေါင်းတိုက်သွင်းကုန်နဲ့ချယ်ဆီတို့ဟာယူရိုပါလိချန်ပီယံဖြစ်ခဲ့ပါတယ်။ ရော့ဆက်တုံကိုဖက်ဒရေးရှင်းကပ်မှာလည်းပဲတော်ရက်စ်အနေနဲ့စပိန်လက်ရွေးစင်အသင်းနဲ့အတူရွှေဖက်နဲ့ရယူနိုင်ခဲ့ပါတယ်။အဲဒီနောက်ချယ်ဆီနီပြတဲ့အဖြစ်မော်ရင်ဟိုပြန်လဲရောက်ရှိလာချိန်မှာတော့တော်ရက်စ်ရဲ့ချယ်ဆီကစားသမားဘဝဟာလည်းပဲအဆုံးသတ်ဖို့ဖြစ်လာခဲ့ရပါတယ်။သူ့အနေနဲ့မော်ရင်ဟိုလောက်မှကစားခဲ့တဲ့ချယ်ဆီကစားသမားဘဝနောက်ဆုံးရသည်မှာတော့အစင်မပြေမှုများစွာရှိခဲ့ပြီးဒဏ်ရာပြဒနာတွေလည်းရှိခဲ့ပါတယ်။ဒီလိုနဲ့ချယ်ဆီကစားသမားအဖြစ်9နှစ်တာကစားပြီးချိန်မှာတော့တော်ရက်စ်အနေနဲ့ AC Milan နဲ့2နှစ်တာငါးသဘောတူညီမှုရယူကပြောင်းရွှေ့သွားခဲ့ပါတယ်။ AC Milan တော့လည်းပဲအဲ့ဒီအချိန်ကြိုက်ရိုက်စတင်ပြတ်သားနေခဲ့ခြင်းဖြစ်ပြီးတော့ကယ်တင်နိုင်ရဲ့ကစားသမားတွေလိုအပ်နေခဲ့ပါတယ်။ဒါပေမဲ့ Torres အနေနဲ့အဲ့ဒီရာသီမှာ AC ရိုးအတွက်10ဝဲတာကစားပေးခဲ့ရပြီးတကူးသာသွေးယူပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ AC ရိုးက Torres ကိုအခွင့်အရေးပေးဖို့အပိသက်ခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့ Torres အနေနဲ့စိတ်ပြောင်းခဲ့ပြီး၂ရက်ကြာမှပဲသူ့အိမ်ဖြစ်တဲ့ Tico ကိုပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။ Tico မှာတော့ Torres ကမိတ်ဆက်ပွဲနဲ့နွေထွေးထွေးကြိုးစားခံခဲ့ရပြီးပရိသတ်ပေါင်း၄,၅,၀၀၀တက်ရောက်ခဲ့ကြပါတယ်။ တော်ရက်စ်နေနဲ့တီကိုမှလည်းပဲအချိန်အများစုကိုအရန်ကစားသမားတွေနဲ့ဖျက်သန်းခဲ့ပြီးယူရိုပါလိနောက်စိန်ထပ်မံဆုတ်ခူးနိုင်ခဲ့ပါတယ်။တော်ရက်စ်ရဲ့တီကိုကစားသမားဘဝနောက်ဆုံးပွဲစဉ်မှာတော့ပရိသတ်ပေါင်းများစွာတယောက်အားပေးခဲ့ကြပြီးသူ့အနေနဲ့လည်းတူတူတီကြားခဲ့တဲ့ပွဲစဉ်မှာတွင်းကိုနှစ်ကိုယ်လုံးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆက်ရှင်မှာတော့တော်ရက်စ်ဟာတီကိုကနေထွက်ခွာလာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့အနေနဲ့ဂျပန်လိကထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ဆာဂါတိုဆူအသင်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဒီလိုနဲ့တနေ့ကြာနှောင်းဆက်ကိုဩဂတ်စ်လမှာတော့သူ့အနေနဲ့ဘောလုံးလောကကနေအားရကြောင်ပြင်ညာသွားခဲ့ပါတယ်ဒီလိုနဲ့လီဗာပူးတပိုင်းတစ်ချောက်အကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်ခဲ့တဲ့တော်ရက်စ်ဟာဘောလုံးမြက်ခင်းစိမ်းတွေကနေကျွန်တော်တို့တတိမထားမိလိုက်ချိန်မှာပဲနှုတ်ဆက်သွားခဲ့ပါတယ်အယ်နီညိုလိုချစ်စနိုးနဲ့ခေါ်ခဲ့ကြတဲ့ဒီစပိန်တက်စစ်မူကြီးကတော့ဘောလုံးလောကမှာဥပမာတွေများစွာနဲ့စံပြဖြစ်ခဲ့တဲ့ကစားသမားဆိုရင်လည်းမမှားပါဘူးသူတို့နဲ့ချယ်စီမှာရုန်းကန်ခဲ့ရပေမဲ့သူတို့ဂျီလီရဲ့ချန်ပီယံလိဂ်ကြီးကိုတော့ကင်မြောက်နိုင်ခဲ့ပါဗျ ဘိုဆုအနေနဲ့ယူရိုပါလိပါရယူနိုင်ခဲ့ပါတယ်။စပိန်အသင်းနဲ့အတူလည်းယူရို2024ကမ္ဘာပလတ်နံ10ရို့ကိုစခုနိုင်ခဲ့ပါသေးတယ်။တော်ရစီယာရှိခဲ့တဲ့ဆူပလာတွေကကစားသမားတိုင်းအိမ်မက်မကြရတဲ့ဆူပလာတွေဖြစ်ပါတယ်။အနေအမြင်တက်ကြဒရမာတွေပေါင်းစုံနဲ့ပရိသတ်တွေကိုဖျော်ဖြူပေးခဲ့တဲ့ဒီစပိန်တိုက်စစ်မူကြီးကိုတော့ဘောလုံးပရိသတ်တိုင်းမမေ့မလျော့ရှိနေကြမှာကတော့အသေးချာပါပဲ။ဆယ်ကြီးကိုပြောင်းရွှေ့ခဲ့တဲ့သူဆုံးဖြတ်ချက်ကိုမိတ်ဆွေတို့အနေနဲ့ဘယ်လိုမြင်ပါလဲ။ဒီဘာပူမဆက်ရှိနေခဲ့ရင်ရောသူလိုဂျင်နေခဲ့တဲ့ဆူပလာတွေစခုနိုင်ခဲ့ပါမလား မယုံကြည်နိုင်စရာကောင်းလောက်ယုံကြည်မှုပျောက်ဆုံးသွားခဲ့တဲ့အဓိကအကြောင်းရင်းကဘာတွေဖြစ်မလဲစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးမိမိတူဦးတယောက်ချင်းစီရဲ့အမြင်ကို comment မှာမျှဝေဖို့ဖိတ်ခေါ်ပါရစေအစိုးရကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ